လူမှုရေးဖောက်ပြန်မှုတွေဟာဘယ်လူများသားမှမဆိုရှိတတ်ကြပါပဲ။ယနေ့လိုအင်တာနက်ခေတ်ကြီးမှာတော့သတင်းပြန့်နှံ့လာမြန်လွန်လာကြောင်းခဏလေးနဲ့နာမည်ပြက်ပြီးအရှက်ရစာဖြစ်တွေကြုံတွေ့နေရတာကိုကျွန်တော်တို့မြေယာလုံးလုံးမထူးဆန်းတော့သူလောင်ဖြစ်နေပါပြီ။အဲထူးဆန်းတာကအခုလိုအင်တာနက်ခေတ်မရောက်သေးခင်ကတော့ကဘာကျော်အောင်ခိုးစားခဲ့ကြတဲ့ဂရုကြီးတွေပါပဲ။ဒီနေ့မှာတော့ခိုးစားတာလူမိသွားတယ်။ကဘာကျော်ဖြစ်ပြက်၅ခုကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Let's go. ဘတ်တီကတော့အမေရိကန်သမ္မတဘီလ်ကလင်တန်နဲ့မော်နီကာလီဝင်စကီတို့ရဲ့ရှုပ်တော်ပုံပဲဖြစ်ပါတယ်။အမေရိကန်သမ္မတအောင်တူဖြစ်တဲ့ဘီလ်ကလင်တန်ဟာအသက်49နှစ်အရွယ်ကအင်ဖြူရောရဲ့အလုပ်သင်ဝန်ထမ်းဖြစ်တဲ့အသက်22နှစ်အရွယ်မော်နီကာလီဝင်စကီနဲ့တွေ့တူခဲ့တဲ့ဇာတ်လမ်းရှိခဲ့ဘူးပါတယ်။ဒီတောင်းရဖို့လူသိစင်ညာဖြစ်လာစေခဲ့တာကတော့ဒီလိုပါ။လီဝင်စကီကသူ့ရဲ့အလုပ်ပေါ်လင်ဒါထရစ်ကိုသူမနဲ့သမ္မတတို့ရဲ့ဆက်ဆံရေးကိုယုံကြည်စိတ်ကြစွာဖွင့်ရပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထရစ်ကတော့ ဇက်ကွက်တဲကအတော်ကြီးတွေလိုပဲနှုတ်လုံးရဲပါတယ်။ဘလူ့ကိုမှပြန်ပြောပြခဲ့ပါဘူး။လီဝစကီကိုရန်ပြောထားတာတော့ပဲခိုးပြီးတန်လွှဲထားခဲ့တာပါ။အဲ့တော့မှတော့အဆိုပါအတန်သွင်းချက်များစုံသန်းစစ်ဆေးရေးမှုကင်းနက်စတာထလက်တဲ့လိုရောက်ရှိသွားခဲ့ပါတယ်။ဒါကြောင့်တရားဝင်စုံသန်းစစ်ဆေးဝင်အားအားရရှိသွားခဲ့ပြီးစတင်စစ်ဆေးခဲ့ပါတယ်။လီဝစကီထွက်ဆိုချက်မှာတော့၎င်းတို့နှုတ်ဟာအိမ်ဖြူတော့ Oval Office နီးမှာလင်းဆက်ဆံမှု၉ချိန်မှ၁၀ချိန်ထိရှိခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ဒါပေမဲ့ထိုဆက်ဆံမှုများမှာ ပဇက်ဖြင့်လိန်ဆက်ဆံခြင်းပါဝင်အခြားသောလိန်မဲဆိုင်ရာလှုပ်ဆောင်မှုများစွာပါဝင်ခဲ့ပြီးမျိုးပေါ်ခြင်းဆိုင်ရာလိန်ဆက်ဆံခြင်းလုံးဝမရှိခဲ့ဘူးလို့ထပ်ဆိုခဲ့ပါတယ်။ဒါပေမဲ့1998ခုနှစ်ဇန်နဝါရီလမှာကလင်တန်ကရုပ်မြင်သံကြားမှတဆင့်နိုင်ငံကိုမိန့်ခွန်းပြောကြားရ၌အဲ့ဒီမျိုးသမီး Miss Lewinsky နဲ့လိန်မဲဆိုင်ရာဆက်ဆံမှုလုံးဝမရှိခဲ့ပါဘူးခက်တီတီနဲ့ပြောင်းလဲခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ DNA စစ်ဆေးချက်အရ Lewinsky ရဲ့အပြာတော်ကောင်းဝင်လေးပေါ်မှာသမ္မတကြီးရဲ့တုပ်ပိုးစာနာလေးတွေက မလေးမာနဲ့တမနာကြီးကျွန်တော်တို့ရှိခဲ့ပါရဲ့ဆိုပြီးထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။ဒီဖြစ်ရကြောင့်ဘီဂလင်တန်ကိုတမနာယာဒူးကဖျောက်ချဖို့ဆွဲချက်တင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ယာဒူးကိုဆုံးဆုံးခဲ့ခြင်းမရှိပါဘူး။တမနာတို့အနေနဲ့ကမ္ဘာနိုင်ငံရဲ့ဗျူဟာတွေကိုကောင်းကောင်းဆွဲနိုင်ပေမဲ့အဝစ်စားဘော်ကအထောက်အထားဖျောက်ချက်ရေးဗျူဟာမှာတော့ချရှုံးခဲ့ရရှာပါတယ်။နံပါတ်၄ကတော့ဗြိတိန်ရဲ့သုံးဝင်ဆိုင်80လမ်းပဲဖြစ်ပါတယ်။ဒူဇယ်လန်ရဲ့ဇက်ဆောင်တွေကတော့ဝေးလ်မင်းသားချာ့စ်၊မင်းသမီးဒိုင်ယာနာနဲ့ချာ့စ်ရဲ့ချစ်သူဟောင်းကာမီလာပါကာဘိုးတို့ပဲဖြစ်ပါတယ်။ ချားစ်နဲ့ကာမီလာတို့ဟာချားစ်နဲ့ဒိုင်ယာနာတို့မတွေ့ဆုံမီကပြင်ချစ်သူများဖြစ်ခဲ့ကြပြီးချားစ်ကရေတပ်မှာအမှုတန်းနေစဉ်လောက်ခွဲခဲ့ကြတာဖြစ်ပါတယ်။ဒိုင်ယာနာနဲ့ချားစ်တို့သည်1941ခုနှစ်တွင်လက်ထပ်ခဲ့ကြပါတယ်။ချားစ်ဟာဒိုင်ယာနာနဲ့လက်ထပ်ပြီး9နှစ်ခန့်ကြာတွင်ကာမီလာနဲ့လွတ်ဝိုက်ချစ်စော်လမ်းကိုပြန်လည်စတင်ခဲ့ကြောင်းဒိုင်ယာနာကနောက်ပိုင်းတွင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။1992ခုနှစ်တွင်ချားစ်နဲ့ကာမီလာတို့၏ဖုန်းပြောဆိုမှုတိတ်ခင်များပေါက်ကြားခဲ့ပြီးကမ္ဘာလှမ်းပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီထဲမှာ ဝေးစမင်သားချရဲ့တော်ကီတပောက်ကတော့ဆက်ချမ်းတောက်ပါပဲ။သူကကာမီလာကိုစိတ်ချလွန်းလို့မင်းရဲ့အမျိုးသမီးသုံးတန်ရှင်ရေးပစ္စည်းလေးလိုပဲတကောလုံးပုတ်ဖက်ထားခြင်းလေလို့ကြွယ်ခဲ့တာပဲဖြစ်ပါတယ်။ခုခေတ်ကကောင်းကြီးရဲ့ကြွယ်ရာလောက်ကတော့ဘဘကြီးချားကတနားရီလို့တည်ပြခဲ့တာပဲဖြစ်ပါတယ်။ထိုနှစ်မှာပဲချားနဲ့တိုင်ယာနာတို့ခွဲနေကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။1994ခုနှစ်တည်းမင်းသားချားနဲ့ကာမီလာတို့ဖောက်ပြန်ခဲ့ကြောင်းလူသိချင်ရောက်ဝင်ခံခဲ့ပြီးနောက်ပိုင်းနေမင်းသမီးတိုင်ယာနာကလည်းသူ့ရဲ့မျိုးစည်းစီဟာ James Hewes နဲ့ အစစ်စလန်ရှိခဲ့ကြအောင်ဝန်ခံခဲ့ပါတယ်။ဆိုတော့တစ်ဖက်တကူပါပဲ။နောက်ဆက်သွယ်အနေနဲ့ကတော့1996ခုနှစ်မှာ Charles နဲ့ Diana တို့ဟာတရားဝင်ကွက်ရှင်းခဲ့ရပြီး2005ခုနှစ်မှာ Charles နဲ့ Camilla တို့ဟာတရားဝင်လက်ထပ်ခဲ့ကြပါတယ်။ဆွေမကောင်းစရာတစ်ခုကတော့ Diana ဟာကွက်ရှင်းပြီးနောက်ပိုင်း1998ခုနှစ်တည်းရင်းမတော်တဆမှုဖြင့်ကွယ်လွန်ခဲ့ပါတယ်။ Diana ရဲ့အကြောင်းကိုအသေးစိတ်သိချင်ရင်တော့နောက်ဗီဒီယိုမှာပေါ်ပြပေးပါမယ်။အခုတော့နံပါတ်3ကိုဆက်သွားကြတာပေါ့။နံပါတ်3ကတော့ Tiger Woods ရဲ့ဖောက်ပြန်မှုများပဲဖြစ်ပါတယ်။ 2009ခုနှစ်နိုဝင်ဘာလမှာ Golf Champion League တိုက်ကားဖို့စာ၎င်းရဲ့နေအပြင်မှာပဲကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းကတော့ဒီလိုပါ။တိုက်ကားဝူးစီရဲ့ဇနီးဖြစ်သူ Eleanor D. Green ဟာတိုက်ကားဝူးစီရဲ့ဖုန်းထဲကနေအခြားမိန်းကလေးတွေနဲ့ဖောက်ပြန်ထားတဲ့ message တွေကိုတွေ့ခဲ့တာကြောင့်ပြဿနာဖြစ်ခဲ့ကြပြီးခေါင်းရိုက်တုပ်ကိုယူပါရိုက်နှက်ဖို့စူးစမ်းခဲ့တယ်လို့ဆိုပါတယ်။အဲတိုက်ကားဝူးကလည်းညီကိုတို့လိုပဲမိန်းမကြောက်ရတာကြောင့်ချန်စီထွက်ကကားနဲ့မောင်းမြေခဲ့တာကနေတစ်ပင်နဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။ အဲ့နောက်မှာတော့၎င်းရဲ့ဇနီးအယ်လီနော်ဒီဂရင်းကတိုက်ကားဥစားကားထဲမှာထုတ်ယူရန်ခေါရိုက်တို့ဖြင့်ကားပြတင်းပေါက်ကိုရိုက်ခွဲကအပြင်ကိုတည်ယူပေးခဲ့တယ်လို့ရဲမှတ်တမ်းများမှာဖော်ပြခဲ့ပါတယ်။တိုက်ကားဥစားနဲ့ဖောက်ပြန်ခဲ့တဲ့မိန်းကလေးများအနေနဲ့ပထမဆုံးဖော်ထုတ်ခံခဲ့ရသူမှာရေချယ်ယူရှိတဲဖြစ်ပြီးထို့နောက်တွင်မြို့သမီး၁၄ယောက်မှအယောက်၁၂၀တိတိုက်ကားဥစားနဲ့ဆက်ဆံခဲ့ကြောင်းထုတ်ပေါ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ကားဥစားကတော့ Golf Champion ဖြစ်ုံသာမကဖောက်ပြန်တဲ့နေရာမှာလည်း Champion ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ အဲ့နောက်မှာတော့တိုက်ကားဖို့ကသူ့ရဲ့လူမှုရေးဖောက်ပြန်မှုတွေအတွက်လူသိရှင်များတောင်းပန်ခဲ့ပြီးခေါင်းစရိုက်လောကမှာယာယီနားယူကလင်းဆွဲလမ်းမှုစိတ်ကြမ်းပါကြီးကုတုံးကိုခံယူခဲ့ပါတယ်။2010ခုနှစ်မှာတော့ဇနီးဖြစ်သူနဲ့တရားဝင်ကွာရှင်းပြစ်ဆဲခဲ့တယ်လို့သိရပါတယ်။နံပါတ်၄ကတော့ Jude Law ရဲ့အရှုပ်တော်ဘုံပဲဖြစ်ပါတယ်။ဒါကတော့ရုပ်ရှင်မင်းသား Jude Law ရဲ့ကလေးထိန်နဲ့ဖောက်ပြန်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။2005ခုနှစ်ဇူလိုင်လမှာ Jude Law ဟာ CNN Media နဲ့ဆက်သွယ်တာပြီး3လခန့်ကြာတယ် ၎င်းတို့ဒီကလေးများကိုချီးကျူးဆောင်ရှားဖို့အတွက်အိမ်ထိတ်ဆံမတူကိုငားရမ်းခဲ့ပါတယ်။အစိုးရကအဲ့ဒီအိမ်နှင်းကမျက်မျက်နဲ့မျိုးတော်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ကလေးထိတ်နဲ့ဝန်ဆောင်မှုအပြင်လူကြီးကိုပါထိန်းပေးတဲ့ဝန်ဆောင်မှုတွေပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လောကတော့စားပြီးနားမလည်လောက်ခဲ့ပြီ။စားလို့ဝသွားတဲ့အချိန်မှာတော့ဒေစီကိုအလောက်ကထုတ်ခဲ့ပြီးအဆက်အသွယ်ဖြတ်တောက်ခဲ့ပါတယ်။ဒါကပဲသူ့အမဖြစ်ခဲ့ပြီးဒေစီရိုက်ဟာသူတို့နှစ်ဦးရဲ့ချစ်ဆက်လမ်းအကြောင်းကို ပြည်တင်တဲ့ရင်းစာ The Sunday Mirror သို့ဖွင့်ချပြောဆိုခဲ့ပါတယ်။ဒါကြောင့်မဖုံးနိုင်မပြိနိုင်ဖြစ်သွားတဲ့ဂျူးလော်ဟာ လူသိချင်ကြတောင်းပန်ခဲ့ပြီး CNN နဲ့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကအရင်းအဆုံးလူများကိုစတီကာနဲ့နှာစေခဲ့တဲ့အတွက်အလွန်ဆက်ယုံပြီးဆက်မကောင်းဖြစ်ရပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီကိစ္စကြောင့်ပဲမီလာနဲ့သူ့ရဲ့လက်ထပ်ပွဲအစီအစဉ်လည်းပြတ်ခဲ့ရပြီးလမ်းဖွဲခဲ့ကြပါတယ်။နံပါတ်5ကတော့တငယ်ချင်းကြောင့်ကြောက်ကိုခဏယူသုံးတဲ့သုံးမွေတိုင်ဇာလံပဲဖြစ်ပါတယ်။ဒါကတော့အမှုပညာရဝန်းနဲ့ကအတိုင်းလောကအရှုပ်ရှင်းပဲဖြစ်ပါတယ်။ပါဝင်သူတွေကတော့မင်းသမီးအဲလိဇဘက်တေလာအဆိုတော်အဲလီဖစ်ရှာနဲ့သူ့ရဲ့ဇနီးဖြစ်သူမင်းသမီးဒီဗီဝင်းနိုးစ်တို့ပဲဖြစ်ပါတယ်။ ဒီဗီရေနိုးစ်နဲ့အက်ဒီဖစ်ချာတို့ဟာဟောလီဝုဒ်ရဲ့နာမည်ကြီးအိမ်ဆောင်ရှင်ဆုံးတွေဖြစ်ပြီးကလေးနှုတ်ရရှိခဲ့ပါတယ်။အဲလစ်ဇဘက်တေလာနဲ့သူမရဲ့ခင်ပေါ်မိုက်တော်တို့မှလည်းဖစ်ချာတို့ဇုံတွေနဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်။ဖောက်ပြန်မှုစတင်ခဲ့တာကတော့1958ခုနှစ်မှာဖြစ်ပါတယ်။1958ခုနှစ်မှာအဲလစ်ဘတ်တေလာရဲ့ခင်ပေါ်မိုက်တော်လေရင်ပစ်ချက်ကကွယ်လွန်ခဲ့ပြီးနောက်ပိုင်းမှာဇလန်းဆခဲ့တာဖြစ်ပါတယ်။ဖစ်ချာဟာဝမ်းနဲ့ပူဆွေးနေသောတေလာကိုနှစ်သိမ့်ရန်မကြာခဏတော့ရောက်ခဲ့ပြီ အချိန်ကြာလာတာနဲ့မြတ်နှစ်ဦးသားတည်တည်တူးခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Fisher က၎င်းရဲ့ဇနီး Reynolds ကို꽌ရှင်းပြီးတေလာနဲ့လက်သက်မီကိုကျင်ညာလိုက်တာကြောင့်အားလုံးကအံ့အားသင့်ခဲ့ရပြီး1959ခုနှစ်တွင်တေလာနဲ့ Fisher တို့ကတရားဝင်လက်ထပ်ခဲ့ကြပါတယ်။ဒီလိုရဲ့ကြောင့်တေလာကို သူတစ်ပါးအင်အောင်ရေးကိုဖျက်ဆီးသူဟုရှုတ်ချခဲ့ကြပြီး Fisher ကိုလည်းသစ္စာပေါက်ဖြစ်ပြင်းပြထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ဒီဖြစ်ရာ1950ပြည့်လုံနှစ်များရဲ့အကြီးမားဆုံးလူမှုရေးရှုတ်တော်ပုံဖြစ်ခဲ့ပါတယ်။တေလာက ဖစ်ရှာနဲ့၅နှစ်ကြာပေါင်းသင်းခဲ့ပြီးနောက်သူ့ရဲ့တွဲဖက်သူဆောင်ဝစ်ချက်ဘာတွန်နဲ့ထပ်မံဖောက်ပြန်ခဲ့ပြီးခွာရှင်းခဲ့ရပါတယ်။ဒါကြောင့်တေလာဝမ်းနဲ့ပူဆွေးမှုကိုပြေပြောင်းစေဖို့အတွက်တငယ်ချင်းခင်မုန်းကိုခဏငားသုံးပြီးနှစ်သိမ့်ရေးလုပ်ငန်းကိုဆောင်ရွက်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဖစ်ရှာကလည်းအငားခံကိုစိတ်ပါခဲ့တာကြောင့်ညီကိုလိုပဲလိုသွန်းကြီးဖြစ်သွားခဲ့ရပါတယ်။နောက်ပိုင်းတွေမှာတော့ Taylor နဲ့ DB Reynolds တို့ဟာ ငွေစင်တဲ့ကတငယ်ချင်းတွေဖြစ်တာကြောင့်ပြန်လည်ရင်းနှီးခဲ့ကြပြီ။ This old bro ဆိုတဲ့ရုပ်သံရုပ်ရှင်မှာအတူတွဲပဲသုဆောင်ခဲ့ကြပြီ။သူတို့နှစ်ဦးစုလုံးရဲ့ခင်မောင်ဖြစ်တဲ့ Fisher ကိုရွေထားတဲ့ဇက်ကောင်ကိုလွန်ကြောင်နေစကလုံးတွေသုံးခဲ့တယ်လို့ဆိုပါတယ်။အစောနှစ်ကျစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပျော်ရွှင်ဝင်နေတဲ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။